လေဝဲချက်ကိုထုတ်မပြောနဲ့ Don't let the cat out of the bag လေဝဲချက်ကိုထုတ်မပြောနဲ့ Don't let the cat out of the bag လေဝဲချက်ကိုထုတ်မပြောနဲ့ Don't let the cat out of the bag ပရမတ်တစ်ခေါက်ကိုတစ်လုံးချင်းစီရုပ်ပြပါမယ်ဒုတိယတစ်ခေါက်ကိုတော့တစ်လုံးနဲ့တစ်လုံးအတန်ချိတ်ဆက်ပြီးတော့လင်ကင်းဆောင်းလုပ်ပြီးတော့ပြောပြပါမယ်သူကပတ်ဝန်းကျင်နဲ့တည်တာမဟုတ်ဘူး he is a misfit သူကပတ်ဝန်းကျင်နဲ့တည်တာမဟုတ်ဘူး he is a misfit he is a misfit သူရဲ့ဟန်ပန်ကိုဘယ်သူမှမကြိုက်ဘူး no one likes his air သူရဲ့ဟန်ပန်ကိုဘယ်သူမှမကြိုက်ဘူး no one likes his air no one likes his air no one likes his air ်မြမဦးကောင်းပဲချီးတုံပဲ hot potato မြမဦးကောင်းပဲချီးတုံပဲ hot potato hot potato အဲ့ဒီကောင်ကို ကြည်လို့မရဘူး i can't bear that guy အဲ့ဒီကောင်ကိုကြည်လို့မရဘူး i can't bear that guy i can't bear that guy သူမကိုဆော့ဆော့လန်လန်ကြိုက်နေတယ် he's struck on ဟာသူမကိုဆော့ဆော့လန်လန်ခြိုက်နေတယ် his recorder his recorder ကမလေးရဲ့အဖြေကမတင်မကြနဲ့ her answer is yes and no ကမလေးရဲ့အဖြေကမတင်မကြနဲ့ her answer is yes and no her answer is yes and no သူကတကယ်ဖုန်ချောင်း his a very womanizer သူကတကယ်ဖွန်ကြောင် he is a very womanizer he is a very womanizer နင်သူပြောတာကိုမယုံရင်ကောင်းမယ် you better not believe his tale နင်သူပြောတာကိုမယုံရင်ကောင်းမယ် you better not believe his tale you'd better not believe his tale မင်းအတကစကားပြောလာပြီနော် age is beginning to tell upon you မင်းအတကစကားပြောလာပြီနော် age is beginning to tell upon you age is beginning to tell upon you အချိုးတွေပြင်တော့ mind your way အချိုးတွေပြင်တော့ mind your way mind your way မင်းအရွယ်လွန်သွားပြီ you are over the hill မင်းအရွယ်လွန်သွားပြီ you are over the hill you are over the hill အဖိုးကြီးကတင်းချမ်းချီတစ်ဖက်လှမ်းနေပြီ the old man has one foot in the grave အဖိုးကြီးကတင်းချမ်းချီတစ်ဖက်လှမ်းနေပြီ the old man has one foot in the grave the old man has one foot in the grave မင်းငါကို မခံချင်အောင်စနေတာလား are you pulling my luck မင်းကကို မခံကြအောင်စနေတာလား are you pulling my luck are you pulling my luck ငါကိုဆက်ပြီးတော့ဒုက္ခမပေးပါနဲ့တော့ stop putting me about ငါကိုဆက်ပြီးတော့ဒုက္ခမပေးပါနဲ့တော့ stop putting me about stop putting me about မင်းအတန်ကိုနားမခံနိုင်တော့ဘူး i can't put up with your voice မင်းအတန်ကိုနားမခံနိုင်တော့ဘူး I can't put up with your voice I can't put up with your voice can't put up yet with ရဲ့အနောက်မှာကိုတီးမခံနိုင်တဲ့အကြောင်းအရာကိုထည့်ပြီးတော့ပြောလို့ရပါတယ်ဘလို့အကြောင်းအရာမဆိုထည့်လို့ရပါတယ်ဥပမာ loud speaker အတန်တွေကို နားမခံနိုင်ဘူးတီးမခံနိုင်ဘူးဆိုရင် I can't put up with the loud speakers ိုက်လို့ပြောလို့ရပါတယ်။တခြားကိုတီးမခံနိုင်တဲ့အကြောင်းအရာကြီးထည့်ပြီးတော့ပြောလို့ရပါတယ်။စုညံတန်နေဆိုရင် I can't put up with the noises အဲ့လိုပြောလို့ရပါတယ်။